ခန်းလေးမောင်မစင်းစားမိဘူးလားကွယ်မောင်နှင့်တလားလောက်ခွဲရမှာကိုပင်မျက်ရည်ချမိအောင်ဝမ်းနည်းထိခိုက်လွယ်သောကျမသည်မောင်နှင့်တသက်လုံးခွဲရလေဘလို့များနေရခဲ့ပါမလဲဟုမောင်နှင်းနှင်းမြပြန်ငဲ့မကြည့်မိဘူးလားမြမအချင်းဝိတ္ထု နိုင်ငံခြားအချင်းဝိတ္ထုမျိုးစုံဖက်ခဲ့ဘူးသောကျမအနေဖြင့်အချင်းဟူသည် ရှနန့်တင်မွေသောပန်းချုံအောက်တွင်ဖြစ်စီ တာယာအေးချမ်းသည့်ခရမ်းရောင်မျက်နှာကင်းတစ်ခုတွင်ဖြစ်စေနှင်းငွေများအုပ်ဆိုင်နေသည့်နနက်ခင်းတစ်ခုတွင်ဖြစ်စေလှပစွာ တရှိနေလိမ့်မည်ဟု အထင်ရောက်ခဲ့ဘူးသည်သို့မဟုတ်တွင်လည်းရေကင်းငွေများဖြင့်အေးစိတ်ဆူလက်နေသောတောက်လက်ဆဖြော်ရည်ဖန်ခွက်တစ်ခွက်အတွင်းမှဖြစ်စေရှင်မွေးနှံသင်သောလက်ကင်ဘဝတစ်ခုအတွင်းမှဖြစ်စေရှိနေမည်ဟု အထင်ရောက်ခဲ့ဘူး၏ တကယ်တမ်းကျတော့အချစ်ဆိုတာအမတန်အံ့ဩဖွယ်ရပါပဲလားပူအိုက်သောနှစ်နာရီအချိန်နေလေကင်းတစ်ခုဤကြောက်မတ်ဖွယ်ရနန်းစောလှသောလူသေးခွဲစိတ်ခံတစ်ခုတည်းတွင် အချစ်ဖြစ်တည်လာခဲ့သည်ဖော်မလင်စိနှက်နန်းစော၍အော်ဂနီဆန်ဖွယ်ရခန္ဓာဘိဒခွဲစိတ်ခံနေမှာဆရာဆရာမတို့ဤညံစမ်းမိကုံများတွေမှာလှပစမ်းကြသော အချစ်တစ်ခု စတီဖြစ်ပေါ်ခဲ့ရသောအကြောင်းသည်ကြည်နူးပွင်လေးကောင်း၍ရေမောပွင်လေးကောင်းပါသည်။ကျမသည်ခန္ဓာဗေဒကိုအလွန်မုန်း၏။လက်ငါးလုံးမကထူသော Create Anatomy ခေါ် စာအုပ်ကြီးကို၎င်းအမဲ့လွန်၍ပျော့ပြဲနေသောတင်းမွေးငပြောသည့်အန်ဂျင်စရာအနံ့မျိုးနှင့် ပုတ်ဧသောလူသိအနံ့ရောထားသည့်ခန္ဓာဗေဒခွဲစိတ်ခံအနံ့ကို၎င်း အသားမြင်များထစားစီမှွာထွက်နေသောလက်များဖြင့်မျက်လုံးဟောက်ပတ်နှင့်လူသေးအလောင်းများကို၎င်းအလွန်ကြောက်တတ်သူဖြစ်ပါသည်။ကျမအလွန်ကြောက်လန့်တုန်လှုပ်သောခန္ဓာဗီဒခွဲစိတ်ခန်းကိုတရင်တနည်းချစ်လာအောင် စိတ်ဝင်စားလာအောင်မောင်ကပြုပြင်ပေးခဲ့သည်ဟုဆိုလျှင်မောင်ကတော့ရှယ်မောမြဲဖြစ်၏။ဟုတ်သည်။ကျမသည်မောင်နှင့်ပတ်သက်ပြီးမှခန္ဓာဗီဒကိုချစ်တတ်လာသူဖြစ်သည်။ ခန္ဓာဗေဒခွဲစိတ်ခန်းသည် စာသင်ခန်းတစ်ခုထက်နှစ်ဆနီးပါးရှိသော အခန်းကြီးတစ်ခုဖြစ်သည် ထိုအခန်းထဲတွင် စာသင်ခုံတန်းများမရှိစပွဲများမရှိ လူသေးတင်ပြီးခွဲစိတ်ရသောကတဲ့ဟုကျမတို့ခေါ်သောခုံမြင့်များသာတစ်ဖက်တစ်ချက်တွင်တန်းစီ၍ထားသည်ကြောင်းသားစေရောက်သို့မဟုတ်စနေရောက်ခံပါဝင်သောအုပ်စုကလေးများကိုခွဲထားပြီးတပွဲလင်းဆရာတယောက်က ခေါင်းဆောင်၍စတင်ပြရပါသည်။ကျမတို့အဖွဲ့နှင့်မောင်တို့အဖွဲ့သည် အမြင်လိုလိုဟိုဘက်တန်းဒီဘက်တန်းမျက်စောင်းထိုးနေရာလောက်တွင် ရှိတတ်ပါသည်။ပထမတစ်နှစ်ခွဲလုံးလုံးတယောက်နှင့်တယောက်ဖာတိဖာသာနေခဲ့ကြသောကျမနှင့်မောင်သည်ဒုတိယနှစ်ကြမှအတိအမှန်ပြုသောမျက်လုံးများနှင့် အစာပြုခဲ့သည်။ ကျမကိုတစုံတယောက်ကလှမ်းကြည့်နေတယ်လို့ခံစားရတိုင်းခွဲစိတ်ခုံပေါ်တို့ခေါင်းငုံကြည့်နေရမှခေါင်းထောင်ကဟိုဟိုဒီဒီရှာဖွေကြည့်မိတတ်၏ထို့သူကြည့်မိတိုင်းလဲခက်လန်းလန်းမှ ကျမစီငင်းငင်းနေသောမောင်ကိုတအံ့တအော်တွေ့ရသည်ပထမတော့ကျမမယုံမကြည်ဖြစ်နေမိသေးသည် မောင်မြတ်ဝန်းများကိုမြင်ရလျှင် ရှင်တိမ့်တိမ့်ခုံသွားပြီးနှကမ်းပြားများခြောက်တွေ့သွားသည်မှာ ကျမအလွန်တရာပြုံးညံလွန်သောကြောင့်ဖြစ်မှာပါ။မောင်ဟာ ကျမကိုလှမ်းကြည့်တာမှဟုတ်ရဲ့လား။အနှဲငယ်မတည်မချာဖြစ်ခဲ့ရသည်သည်။အဝတ်အစားများကိုဒုတိယနှစ်ယောက်မှတသက်ရက်ရက်ဝတ်တက်ပြီးလှလှပပကြော့ကြော့လေးနေတတ်သည့်မောင်သည်အဝတ်အစားကပိုကယူမျက်နာမှာတနက်ခါမရှိသော ရုပ်ရည်နှစ်သက်ဆွဲလန်းပွေရာတဆိုးတဆီးမြမရှိသည့်ကျမကိုဘာကြောင့်များစိတ်ဝင်တဆာကြည့်နေရပါသနည်း အတိတ်ပဲဖော်ရခဲ့သောအတွေ့များဖြင့်ကျမမောင်ကိုလန်းလန်းကြည့်သောအခါမျက်ဝန်းချင်းစုံမိပြီးဆိုလျှင် ရှက်တက်သောမောင်ကအရင်မျက်လုံးလွှဲနေရှိပါသည်။ဘာပဲဖြစ်ဖြစ် နောက်တော့မောင်စိတ်ဝင်စားသူမှကျမဟုအနေအချင်းရှိမိလာရသည်။မြများဆဆရိမ့်မိရအောင်လေ အချိန်ဤမပေးပါ။ဆရာဦးတင်မောင်ရင်ကစသိတ်မိပါသည်။ဒီလိုနဲ့ ခန္ဓာဗေဒခွဲစိတ်ခံရောက်တိုင်းစာသိမ့်မီသောဆရာကိုမျက်နှာချင်းမဆိုင်မိအောင်ရှောင်ရသောအလုံအပြင် မောင်းနှင့်မျက်လုံးချင်းစုံဖို့ခက်ရှက်ရှက်ဖြင့်ကြိုးစားရသောအလုံတစ်ခုပါပေါ်လာသည်တခါတခါကြတော့အရက်ပူသောကျမသည်ကျမတို့လူအုပ်ချားတွင်ပျောက်ကွယ်နေသည့်အခါ အရက်ရှိသွေသောမောင်းသည်ပင်နှင့်ခြေပြားထောက်၍ထောက်၍ကြည်ရတတ်ပါသည်တခါတနေ့တော့ဆရာဦးကိုလီက အဖွဲတစ်ခုခုသို့ဝင်ရောက်လာပြီးစာတင်ခြင်းတလှည့်စာမေးခြင်းတလှည့်ပြုလုပ်တတ်၏တနေ့တာခန္ဓာဗီရသင်္ကန်းစာများပြီးစီးနေသောចောင်းသားចောင်းသူများဆရာအနီသို့ရောက်သွားတတ်၏ဆရာစကားကိုအလုံးဝိုင်းနားထောင်တတ်ကြသည်ထို့အခါမောင်ကလည်းဆရာရှိရာသို့လာ၍နားထောင်တတ်ပါသည်မောင်အာယုံကဆရာစီမှာရှိခြင်းရှိနိုင်မည်ဖြစ်တော်လဲ မောင်မြက်လုံးကတော့ကျမစီမှာပဲရှိနေတတ်၏ကျမရဲ့ခြင်းသည့်အခါမောင်စီမှမျက်လုံးလွှဲပြစ်ခါချိန်ဟီလေးရှိပါသည်ကျမပြုံးရင်လည်းမောင်ကလည်းရှက်တယ်လို့မချို့မချင်းပြုံး၍မျက်နာချက်ချင်းလွှဲပြစ်တတ်သည်တခါတုန်းကမောင်နှင့်ကျမတယောက်နှင့်တယောက်မျက်နှာချင်းဆိုင် အကာအကွယ်မရှိခက်လန်းလန်းမှာတီရှိနေကြဘူး၏မောင်နှင့်တိတ်တွဲသော မောင်တငယ်ချင်းအန်ဇော်က တမင်တကာမောင်ရှိသူဝင်ရက်ပြီးမောင်မြင်ခွင်ကို꿰ပစ်လိုက်၏။မောင်သည်အလွန်တရာချက်ဖို့ကောင်းအောင်ရှက်ရဲရဲလျက်မောင်တငယ်ချင်းကိုရှေ့မှတွန်းဖယ်ထုတ်ပစ်ခဲ့ဘူးလေသည်။အဲ့ဒီတုန်းကကျမရှက်လဲရှက်ပြုံလဲပြုံပြီးမောင်ကိုလည်းနင်းနင်းတီတီချစ်မိနေမှပထမဆုံးအချိန်သတိပြုမိခဲ့ပါသည်။မောင်ကိုချစ်မိပြီဟုကိုကိုကိုဝန်ခံလိုက်ရသောနေ့က ကျမအကြီးအကျယ်တုံ့လှုပ်သွားပါသည်။ဘာကြောင့်ချစ်မိမှန်လဲမသိကြသောကြောင့်အနှဲငယ်နားမလည်နိုင်ပါ။မောင်အပြုအမူအနည်းအထိုင်းကအစာကျမအသေးစိတ်ချစ်မိသွားတာက အလွန်တေချာပါသည်မောင်။ပထမနှစ်ကလေးကကျမတငယ်ချင်းခင်ဆန်းဝင်းကခဏခဏပြောလွန်၍မောင်နဲ့မေကို ကျမတီးခဲ့ရပါသည်။ခင်ဆန်းဝင်းကအကောင်းပြောခြင်းမဟုတ်ပါ။အတင်းအုပ်ချင်းသာဖြစ်၏။ မောင်ဂိုခင်ဆန်းဝင်းကဟန်နရီဒူးနန့်နှစ်ဟုခေါ်ပါသည်ဟန်နရီဒူးနန့်တက်သည်အဲ့ဒီတုန်းကခင်ဆန်းဝင်းနှင့်ရီစားမဖြစ်သေးသော ကျမတငယ်ချင်းဝင်းမြင့်ထွန်းဖြစ်ပါသည်ချက်ချီနီနှင့်မဆိုင်ပါစာတင်ရင်ဒူးလှုပ်ချီလှုပ်လှုပ်နေတတ်သောကြောင့်ဖြစ်၏နောက်ခုံတန်းကတစ်ချိန်လုံးလှုပ်နေသောအခါသူမ၏ခုံကပါလိုက်လှုပ်၍မူးနောက်လာသည်ဟု ခင်ဆန်းဝင်းကစိတ်တူတန်ဖြင့်ပြောပြဘူး၏ အဲ့ဒီတုန်းကတော့ကျမနှစ်မောင်တစ်ချိန်ချိန်မှာပတ်သက်လာလိမ့်မည်ဟုမြည်သူမှမထင်ခဲ့ကြကျမနှစ်မောင်ရီစားဖြစ်သောအခါမောင်တူးလှုပ်လင်းကျမကမောင်ကိုဆွဲစိတ်တတ်သောကြောင့်မောင်အနေငယ်ထိန်ချုပ်လာ၏သို့သောဖဲရိုက်ရိုက်နေရင်တခါတခါလှုပ်နေတတ်ပါသေးသည်ကျမပြောချင်တာကကျမဘလို့မှ မကြိုက်သောအကျင့်စိုးတစ်ခု မောင်စီမှာရှိနေတဲ့နှင့်ထိုအကျင့်စိုးကိုပင်ချစ်စပွဲဖြစ်လာအောင် မောင်ကကျမအပေါ်လွှမ်းမိုးနိုင်သည်ဆိုတာပါပဲ။နောက်ပြီးခန္ဓာဗီရခွဲစိတ်ခံမှာလက်တွေ့ခွဲစိတ်ရလျင်တတန်းလုံးจุติကုတ်အဖြစ်ဝေရသည်။จุติကုတ်မပါလာလျင်ဌာနမူဆရာဥက္ခေမောင်စိန်က အခန်းထဲမှထွက်သွားခိုင်းပါသည်။ဒုတိယနှစ်မှာจุติကုတ်ကဖက်ရှင်တစ်ခုဖြစ်သက်ဖြင့်လူတိုင်းကော့ပြန်နေအောင် မီးဘူးထိုးပြီးတက်တက်ရက်ရက်ဝှထားချသည့်အထဲတွင် မောင်ကိုယ်တော့ ်ချိန်မွားနေသောအင်းကြီးဖြင့်တခါတခါတွေ့ရ၏ရှောဖုတ်ပြီးမိဘမတိုက်ရသေး၍ချိန်မွားခြင်းမျိုးမဟုတ်ပါ လုံထွေးပြစ်တင်ထားပြီးချိန်မွားသောပုံစံသာဖြစ်၏ဘာပင်ဖြစ်ဖြစ်မောင်ကြတော့ချစ်ဖို့ကောင်းသွားတာပါပဲတခြားသူများချူတီကုတ်ကို ပခုံးပေါ်တင်ထားလင် ကျမကြည့်မရတော့လေမောင်ကိုကြတော့ကျမသိကြည့်ကောင်းနေပါသည် အချစ်ဆိုတာမျက်နာလိုက်တတ်၏ စေချောင်းသားចောင်းသူများ၏ရုပ်ရည်ကိုကျမကသုံးမျိုးသုံးစားခွဲထားသည်ချောမောလှပခြင်းနှင့်မဆိုင်ပါတချို့ចောင်းသားများသည်ចောင်းသားဘဝမှာကလေးကဆရာဝန်ရုပ်ရှိနေတတ်၏တချို့ចောင်းသားများသည်ဆရာဝန်ဖြစ်ပြီးနေတော့ဆရာဝန်နှင့်တူလာမည့်ရုပ်ရည်ရှိ၏တချို့ចောင်းသားများသည်ဆရာဝန်ဖြစ်ပြီးတည်သည့်တိုင်အောင်ဆရာဝန်ရုပ်တစ်စက်မျှပေါင်မည်မဟုတ် ဤသုံးမျိုးကို ကျမကဥပမာအဖြစ်ပြောပြဘူး၏ဥပမာပေါ်ဟာခင်သွဲသိန်းကိုကြည့်သူဆိုရင်ဆရာဝန်မဖြစ်သေးဘူးဆရာဝန်နဲ့တူနေပြီမဟုတ်ဘူးလားသူကနံပါတ်1အမျိုးအစားထဲမှာဥပမာနင်တို့နှစ်ယောက်ခင်စန်းဝင်းနဲ့မထေဝင်းကို ဆိုလိုပါသည်အခုဆရာဝန်ရုပ်မထွက်သေးဘူးဒါပေမဲ့နင်တို့ဆရာဝန်ဖြစ်ရင်တော့ဆရာဝန်ရုပ်ထွက်လာမှသိကြတယ်အားကိုးခြင်းစရာပေါ့ဟင်နင်တို့ကနံပါတ်1အမျိုးအစားဟာ ဒါဖြစ်နံပါတ်3ကရောဟုမေးလိုက်တော့နံပါတ်3ကငါပေါ့ဟဲ့အခုလဲဆရာဝန်နဲ့မတူဘူးဆရာဝန်ဖြစ်နေတူမှာမဟုတ်ဘူးအေးတည်တဲ့အထိတူမှာမဟုတ်ဘူးကျမတို့၃ယောက်လုံးရှီမောမိသားသည်ယောက်ျားရိကြာရောရောဟုမေးချပြန်ဤကျမကမျက်နာတီတီဖြင့်ဖြေပါသည်အေးဝင်းမြင့်ထွန်းကတော့ငါလိုပဲဟဆရာဝန်ဖြစ်ပြီးလဲဆရာဝန်နဲ့တူမှာမဟုတ်ဘူး ခင်ဆန်းဝင်းကကျမကိုမျက်စောင်းထိုးတာမသိချင်အောင်စောင်းထား၏အေးလှဆိုးညွန်ကတော့ဆရာဝန်ဖြစ်ပြီးရင်ဆရာဝန်ရုပ်ပေါက်လာမှတေးချားတယ်မထေးဝင်းဆက်ပြဲပြဲနေရှိသူကိုကျမမသိချင်အောင်စောင်းရပြန်၏ဆရာဝန်မဖြစ်ခင်ကတည်းကဆရာဝန်နဲ့တူနေတာကတော့ယောက်ျားလေးထဲမှာတယောက်တည်းရှိတယ်ဘသူတုံးပြိုင်တူမေးကြ၏ကျမကခက်တီတီမျက်နှာထားဖြစ်အောင်စူးစမ်းလျက်မောင်နှံမေကိုဖြေးလိုက်သောအခါ နှစ်ယောက်လုံးက ကျမကိုဝိုင်းစေးကြတော့သည် ကျမဤတွေ့တာမျက်နှိုးမှုကို ပထမဆုံးမောင်ရှိမိသွားသောနေ့ကို ကျမတို့နှစ်ယောက်လုံးမှတ်မှတ်ထင်ထင် သတိရနေကြပါသည်တ िश ူးဗေဒ histology လက်တွေ့ခံမှဖြစ်ပါသည် လူပေါင်း140ကျော်ရှိသည့်အတွက် အဖွဲခွဲ၍အခန်းနှစ်ခုမှာစတင်ကြရပါသည်ကံကောင်းထောက်မှစွာ မောင်နှံဘက်သည် ကျမတို့ဤအဖွဲနှစ်ထဲသို့ ကပ်ပါလာခဲ့သည်။ရှုံးတုံကျွန်းစပွဲခုံအရှိများကိုတစ်ခုနှင့်တစ်ခုနီးကပ်စွာဆက်၍ခုံတန်းရှိကြီးဖြစ်အောင်လှုပ်ထားပြီးဘေးနေရန်တစ်ဖက်တစ်ချက်စီတွင်တဒန်းစီ အလဲတွင်တဒန်းအလေအားလိုက်သုံးတန်းခွေ၍လက်တွေ့လုပ်ကြရ၏။မောင်သည် ဝင်ပေါက်ပတ်မဟုတ်သောပရင်ဘတ်နေရန်က အတန်းတွင်ရှိပြီးကျမက အလေစပွဲကုန်တန်းဖြစ်၏။ အနုကြည့်မှန်ပြောင်းမိုက်ခရိုစကုပ်များကိုပရင်းပေါက်များရှိသောဘက်သို့လှည့်ထားသောကြောင့်မောင်သည်ပရင်းပေါက်ကိုမျက်နာမှုလျက်ကျမကိုနောက်ကျောပေးလျက်ရှိသည် ကျမသည် အလဲခုံတန်းမောင်နောက်တက်တဲမှမောင်ရှိရာဘက်သို့မျက်နာမှုလျက်အခန်းဝင်ပေါက်များကိုကျောပေးလျက်ရှိသည်ထိုနေ့ကမောင်သည်ယောက်ျားလေးတစ်ယောက်နှင့်ညီသူမျှမသက်ဆိုင်သောနှင်းညူရောင်အင်းကြီးလက်ရှိ အနက်ရောင်များသောနီးညူရောင်ဘောင်းမီတို့ကို ဝစ်ဆင်ထားခဲ့၏။ထဝစ်ဆုံမှာတတိယနှစ် MB ရောက်သည့်အခါဖဲရှုံသွား၏။မောင်သည်စလိုက်ပြားကို ကြည့်နေရမှတစ်ချက်တစ်ချက်ခေါင်းငယ်၍ကျမကို ပြန်ပြန်လှည့်ကြည့်နေပါသည်။မောင်တစ်ချက်ကြည့်လိုက်တိုင်းကျမနှလုံးသားကထိတ်ခနဲတစ်ချက်ဆောင့်တိုတက်၏။ကြတော့ကျမမျက်နှာပူနွေးလာပြီးမောင်ကိုမကြည့်ဘဲ မိုက်ခရိုစကုပ်ကိုသေသေမဲမဲကြည့်နေခဲ့သည်။ကျမသည်အတော်ဦးကြောင်းကြောင်းနိုင်၏။စလိုက်ကိုကြည့်နေပြီးမှဘာမှမမြင်ရသည်မှကျမမျက်စိများရှက်စိတ်ဖြင့်ပြာနေသောကြောင့်ဟုထင်ခဲ့၏။အနှင်းငယ်ရှင်မိုးစရာကောင်းသွားသောအဖြစ်အပျက်တစ်ခုကန့်ဆိုးစွာ မောင်းရှိမှဖြစ်ခဲ့သည်။ဘယ်နဲ့လဲတွေ့ရလားခြားတဲ့ဆရာကျော်လှခိုင်ကကျမနောက်နာသို့လျှောက်လာသည်။ဟင်အင်း ကျမယူသားစွာဖြေပါသည်။ဆရာက ကျမ၏မိုက်ခရိုစကုပ်ကိုငုံကြည့်သည်။ထို့နောက်ဟက်ခနင်းရေလျက်ကျမ၏ခေါင်းကိုလက်ခောက်ဖြင့်မနာအောင်ခပ်ဖွာဖွာထူ၏။ကြည်စံမင်းစလိုက်ထဲမှာအလင်းရောင်မှမဝင်တာဘယ်နှလုံးမြင်ရမလဲ။ဒီရှိကမှန်ကိုဒီလိုရွှေ့လေ။မင်းပဲစိတ်ရောက်နေတယ်လေ။ကျမအရန်ရှက်ခါရေရမလို့ငိုရမလို့ထူပူသွားလေသည် မောင်က နောက်ကျောပေးထားရာမှလှဲ့ချီ၍သူ့ထုံးစံအတိုင်းမချူမချင်းပြုံးနေ၏ဆရာပြောစကားကတူတူလေးပေမဲ့မောင်နှင့်ကျမဘေးကတယောက်နှစ်ယောက်တော့လုံလောက်စွာကြားရပါလိမ့်မည်ပြုံးနေသောမောင်ကို အမြင်ကက်ကက်နှင့်မျက်စောင်းထိုးပစ်လိုက်မိတော်သည်ဤဖြစ်ပျက်နှင့်ပတ်သက်၍နောက်ပိုင်းကျတော့မောင်ကကျမကို မကြခဏစတတ်သည် ကောင်မလေးတယောက်ငါ့ကိုရှိနေတာနဲ့ပဲမိုက်ခရိုစကုပ်တော့မချိန်တတ်တော့ဘူး။ဟာဘာမှလည်းမသိဘူးမောင်နော်။မောင်ကကျမဆွေးစင်မြည်လက်ကိုဖမ်းဆွေးထား၍တဟာဟာရေမောလေသည်။မောင်က scholarship ပညာသင်ဆုရသူ။ကျမက stipend ပညာသင်ထောက်ပံ့ကြေးရသူ။တခါတည်းရန်ငွေသွင်းဌာနတွင်ငွေလာထုတ်ရင် ကျမတို့နှစ်ယောက်ဆုံတတ်ကြသည် မစုံလင်လဲစုံအောင်မောင်ကဖြစ်ဖြစ်ကျမကဖြစ်ဖြစ်ဖန်တီးတတ်သည်တခါတော့မောင်ကညစ်သည်စတိုင်ပင်စာအုပ်သည် မောင်နှင့်လဲမဆိုင်ပါပဲနှင့် scholarship စာအုပ်ဤအောက်တွင်ခံ၍မောင်ကအေးအေးဆေးဆေးစာရွက်ဖြစ်နေသည်ကျမမောင်ကိုဘာမှမပြောရသောကြောင့်မောင်မြန်မြန်ပြီး၍ထွက်သွားရန်သာ စိတ်ဆိုးနေသည်မောင်သည် တစိတ်ခေါင်းကတ်တာလေးအကြာကြီးဖြစ်နေသည်လက်မှတ်ထိုးတော်လဲအကြာကြီး ကျမမျက်နာကိုတစ်ချက်မှလည်းလှည့်မကြည့်ထို့နောက်စာအုပ်ကိုဝန်တန်းစီလှမ်းပြီးတော့လေစတိုင်ပင်စာအုပ်ကိုပါတစ်ထပ်သေးပြီးလည်သည်ကျမမောင်ကိုအမြင်ကပ်လာပြီနောက်တော့ဝန်တန်းစီကတခါပြန်တောင်းယူရသည်ကျမစာရွက်ဖြစ်နေစဉ်မောင်ကပတ်စံထုတ်ပြီး၍ပြန်သွားဖို့ပဲရှိသည်မဟုတ်လားသို့တော့မောင်ကမပြန်သေးစာအုပ်လှမ်း၍ကျမနမေရှာနေစဉ်မောင်ကစာအုပ်ထဲငုံကြည့်၏ ဘယ်သူတော့ထုတ်ပြီးပြီးဘယ်သူတော့မထုတ်ရသေးဘူးဘယ်သူစတိုင်ပင်ကဘယ်သူစီဖဲပောင်ရိုက်ထားတာစသဖြင့်မောင်ဘီကပါလာသူကိုရေရေမောမောပြောနေ၏အမတန်ရေးတင်သည့်မောင်မကျမလည်းခလန်းလန်းကဆိုရင်သာမောင်ကိုကြည့်ခဲ့သူ အနီးကနေလျင်မောင်ကိုမော့ရီပင်မကြည့်ခဲ့သူ ကျမကကြောက်လေမောင်ကရေးတင်နေဖြစ်မှာမောင်မကောင်းဘူးနော် မောင်ကကျမနှင့်ပတ်သက်လျင်ညံလဲများတတ်၏ကျမကမောင်ကိုမမြင်ချင်းအောင်ဆောင်လျင်မမြင်ဘဲမနေရအောင်မောင်ကကြံတတ်၏ခန္ဓာဗေဒလူတွေ့စစ်ဆေးခြင်းသည် တပတ်တစ်ခါလောက်စစ်တတ်သည်ခန္ဓာဗေဒခွဲစိတ်ခံအချိန်ကြီးတည်းမှာဆရာနှစ်ယောက်စီခွဲပြီးအဖွင့်၅ဖွင့်၆ဖွင့်ထား၍ចောင်းသားများကိုတယောက်ချင်းစစ်ဆေးလေးရှိပါသည်ခုံနံပတ်များကိုလည်း၆အုပ်စုလောက်ခွဲလိုက်သောအခါ ခုံနံပတ်နောက်ကျသူများလည်းအဖွဲ့ဤထိတ်ဆုံးမှရောက်၍ဖြည့်ပြီးခြင်းပြီးသွားသည်မောင်ကအရင်ဖြည့်ပြီးသွားလျင် ကျမစာချက်နေသော စင်းကြံလမ်း၌ခောက်တုတ်ခောက်ပြန်လျှောက်တပ်ပါသည်အလိုလိုမှစာကမရရသည်ကြားတယ်သူက အလိုလျှောက်၍ကြည့်ပြီးဆိုသောအခါဘက်နဲ့လှုပ်ပြီးစာရင်းစိတ်ရောက်တော်မှလည်းနောက်ပြီးကျမဖြည့်ဖို့အလှည့်ရောက်လျင်မှန်ပတင်းပေါက်နောက်ွယ်ခလန်းလှမ်းမှ စိတ်ပူတယ်လို့ကြည်နေတတ်သည် မောင်ကြီးနေရီများကျမစာရီကတောင်းကနင်းဖြီမိလျင်ဘရောမှအောင်မှမဟုတ်ဆရာမျက်နာကိုသာ ကြည့်၍ဖြီရသည်ဒုတိယနှစ်တနှစ်ခွဲလုံးလုံးအပတ်စဉ်ခန္ဓာဗေဒလူတွေ့စာမေးပွဲများစွာရှိသည့်အနက်မှတ်လောက်သားလောက်အောင် မောင်ရောကျမရောတပြိုင်တည်းကြဘူးသည်ကျမတို့ကြောင့်ဤထုံးစံအရာခန္ဓာဗေဒဌာနကြောညာသင်္ဘုံတွင် စာရွက်ကပ်ပြီးအောင်စင်ရင် ထုတ်ပြန်ပေးပါသည် မနက်ဖြန်လင်းညနေဆိုကြောညာစာရွက်ကပ်ပြီးနေပြီထိုစာရွက်တွင်နှမျိုးသာပါ၏ထူးချွန်စွာဖြေနိုင်သူများဟူသောအုပ်စုနှင့်ကျူးစားရန်လူသေးသူများဟူသောအုပ်စုဖြစ်ပါသည်ကြံအလေအလတ်များကိုကြောညာတင်ပုံး၌မကပ်ပြီးပါအန်အိုးစရာကောင်းလောက်အောင်ဘယ်တော့မှမကြဘူးသော မောင်နှံမဲနှင့်ဇမနှံမဲကိုအထက်အောက်တွေ့ရသည်။ကျိုးစားရန်လူသေးသူများအောက်တွင် ခုံနံပတ်၊ចောင်းသားနှံမဲ ဖြစ်ဆိုသောဆရာနာမည်ထိုနေ့ကမောင်သည်ဆရာမဒေါ်မြင့်မြင့်ဝင်းနှင့်ဖြေရပြီးကြာ၏ကျမကဆရာဦးထိန်အောင်နှင့်ဖြေရပြီးကြာ၏အဲ့ဒီတုန်းကဖြစ်နိုင်လင်အဲ့ဒီစာရွက်ကလေးကိုစုတ်ခွာ၍တိမ့်ထားလိုက်ခြင်းပါသည် မောင်ကိုပြောပြတော့မောင်ကရေမောပြန်ပါသည်တော်တော်စိတ်ကူးရှင်ပါလားတဲ့တိတ်စိတ်ကူးရင်တတ်သောကျမကို မောင်ပြီးသောပထမဆုံးရီးစားစာမှာ အခန်းနံပါတ်မပါဘဲကျမအဆောင်သို့ ရုတ်တရက်ရောက်လာခဲ့၏ကျမနာမည်အနောက်တွင်ဂွင်းစာဂွင်းပိန်နှင့် မြုပ်နာမည်အတန်းတို့ထည့်လိုက်ရုံဖြင့်ကျမစီရောက်ပါသည်ကျမမှတ်မိသလောက်ရှားပြည့်ဂွင်းတွင်ကျင်းပသည့်မူရဲစေဝါပြပွဲရှိစေတက္ကသိုလ်ပြကန်းတွင် ကျမတို့တာဝန်ကျသည့်ညဤနောက်တပတ်တိတိအကြာတွင်ဖြစ်သည်ထိုနေ့ညကညနေ9:00မှည7:00အထိ မောင်နှင်ကျမနီးကပ်စွာ ရှိနေခဲ့ပါသည်။ကိုယ်ရင်မိပြီးတွေ့ရင်တိတ်အောင်လွမ်းပြတတ်သူဟု ပထမဆုံးအချိန်ကျမနာမည်ပေးမိသောညလေးဖြစ်၏။မောင်သည်စာရေးမညံပါ။သို့သောစာရေးကောင်းသူတဦးလည်းမဟုတ်။မောင်စာကိုဖတ်ပြီးကျမထုံညကအိမ်မပြောပါအယံပြုံနေသောကြောင့်ဖြစ်သည်စာကတမျက်နာပင်မပြည့်တတ်ပါကျမကိုချစ်မြတ်နိုးမိသည့်အကြောင်း ကျမနှင့်တမိတမျိုးစကားထိုင်ပြောခြင်းကြောင့်တို့ကိုရိုးစင်းစွာပင် ရှေးသာထား၏။မောင်လက်မှတ်ကိုကျမចောင်းခေါ်ခြင်းစာရွက်လက်မှတ်များတွင်မှတ်မိနေလိုသာပေါ့။မောင်ကစာအောက်ခြေတွင်နာမည်လေးမျှပင်ရှေးပုံမရခြင်း။တငယ်ချင်းများကိုမောင်ပထမဆုံးစာရလျင်အအီးတိုက်မည်ဟုဂတိခံပြီးဖြစ်တော်လဲထို့အချိန်က February လကြီးဖြစ်သက်ဖြင့် အခြေအနေအရစီဆက်ခောက်ဆွဲတပွဲစီ ကြီးလိုက်ရပါသည်။မောင်စာရကလေးကကျမစာပြန်ချင်လှပြီးကျမကလုံးဝမမှုတတ်သူဖြစ်ပါလိမ့်မည်။တငင်းချင်းများကတားထား၏။အခုချက်ချင်းစာရအခုချက်ချင်းစာပြန်လို့ဘယ်ဖြစ်မလဲ။နင်းကလည်းမိန်းကလေးဆိုတာမူရတယ်ဟဲ့။ဘာညာဘာညာအကြံဉာဏ်ပေးကြ၏။ကျမစိတ်ကိုကွေးကောက်နေအောင် ထိန်းချုပ်၍တငင်းချင်းများ၏အမိန်အရာ ဒုတိယ MB အတန်းတင် စာမေးပွဲကြီးအပြီးအောင်စင်ရင်ထွက်သောနေကစာပြန်လိုက်လေသည်စာပြန်တော့လေမောင်အခန်းနံပါတ်ကိုကျမကမသိအောင်စန်းဆောင်မှန်းသာသိသည်အဲ့ဒီတုန်းကမောင်အဆောင်နေသေးသည် မောင်စာထည့်တယ်လို့မောင်နံမေရဲ့နောက်ကကွင်းစာကွင်းပိတ်ထဲမှာမောင်မြို့နံမေနဲ့မောင်အတန်းတို့ကိုရေးပေးလိုက်သည် နောက်တနေ့စည်းစဝါဆောင်တို့မောင်ရောက်လာပါသည် ကျမအဲ့ဒီနေ့ကမောင်ကိုစင်းတွေးဖို့မိနစ်20လောက်စဉ်းစားယူရသည် ကျမမောင်ကိုမျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှက်နေခဲ့ပါသည်အချက်ဟုသည် ရှက်စရာဟုမထင်ခဲ့ဘူးတော့လေမောင်ကိုချစ်တယ်ဟုသောစကားလေးတစ်ကြောင်ရေးလိုက်မိသောကြောင့်ကျမမျက်နှာပူနွေးခဲ့ရသည်အဆောင်ရှိကဘာလန်ပင်အောက်မှမောင်အကြကြီးရက်ဆောင်နေသည်ကိုကျမအခန်းပရင်နောက်ကွယ်မှချောင်းကြည့်ရင်ရှင်ခုံမောပန်းနေ၏ ဘလုံးမစူးစာအတင်း၍မရသောအခါတငယ်ချင်းကို စာတူလေးရေးပေး၍မောင်ကိုသွားပေးခိုင်းလိုက်ရ၏မောင်တိတ်ဆတ်စုတဲ့မျက်လုံးတွေအောက်မှာမောင်ကို ကျမလာမတွေ့ရဘူးမနှက်ဖြန်ညက်နေလေးနိုင် ကျမပြန်မှာခစ်တရားမန်ကားဂိတ်ကိုနှစ်နိုင်လောက်လာခဲ့လေအဲ့ကြမှာပဲတွေ့ရအောင်နော်ကျမရှက်တယ်ဟု စာရေးလိုက်သော စာတူကလေးကို မောင်ဖက်နေသည်ကို ကျမရင်ခုန်ကြည့်နူးစွာချောင်းကြည့်နေမိသည် မောင်နှုတ်ဆက်၍ထွက်ခွာသွားမှကျမငိုချင်သလိုခံစားလိုက်ရသည်။ငါမှသွားပြီလားဟု အထက်ထက်အခါခါစဉ်းစားပြီး ကျမစိတ်ဆင်းရဲနေသည်မှာတညနှင့်တနေဖြစ်သည်။မောင်စိတ်ဆိုးမှကိုအဲ့ဒီကလေးကစိုးရင်ပူပန်တတ်သူပါကွင်။မောင်ကိုကျမချစ်သူအဖြစ်သတ်မှတ်သည့်နေသည်ပင် ကျမနှင့်မောင် တနေစီခွဲရမည်နေဖြစ်ခဲ့၏။ဤသည်မှာကျမတို့နှစ်ဦးအထက် မကောင်းသောနမိတ်ဆို ဖြစ်ဟန်တူပါသည်မောင်အနေနှင့်တော့မသိကျမအနေနှင့်တော့မောင်ကိုခွဲခွာရသည့်ဝေဒနာနှင့် ပထမဆုံးကြုံမိစေသောကိုကိုကိုသာထက်တလဲလဲအပြစ်တင်လျက်ရှင်းနာမဆုံးဖြစ်ရသည်ဘာကြောင့်များចောင်းပြန်ဖွင့်ပြီးပြန်ဆောင်နေနေကိုမရွေးမိလေသလဲနော်ကျမပြင်းမိနေကချင်းသည့်အတိုင်းမောင်နေလေနှစ်နိုင်ကလေးကစောင့်နေပါသည် ကာဂေကလူရှုပ်သဖြင့်ပစ္စည်းများနေရာချပြီးနောက်ဈေးဂျူနာကလက်ဖေးဆိုင်တစ်ခုမှာကျမတို့နှစ်ယောက်တွေ့ကြသည်နှစ်ယောက်ထဲတွေ့ရတော့လဲရှက်နေကြတာပါပဲမောင်ကလည်းရှက်နေပြီးကျမကိုတတေမကြည့်လက်ဖေးပကံများကိုသာငုံဆိုင်ကြည့်ပြီးတောက်လဲမတောက်ကြပါစာရင်းနော်ကျမခေါင်းငိမ့်ပြလိုက်ပါသည်ခေါင်းငိမ့်ပြတော့လဲကျမမောင်လေးစာကိုမသိဘူး မေးဖို့တတိရတော်လဲစကားမဆူရဲပါမောင်ကလည်းမိနေသေးသည် တတော်ကြီးကြာမှကျောင်းဖွင့်ရင်ချက်ချင်းပြန်လာတော့တိလာဟု ဆိုပြန်သည်ကျမကလည်းခေါင်းကိုသာ နှိမ်ပြလိုက်ပြန်သည်ထို့နောက်အကြကြီးတိတ်ဆိတ်သွားပြန်၏မောင်ကကျမမျက်နှာကိုငယ်ဆောင်ကြည့်လိုက် နေရန်က စတီရီယိုသချင်းတိတ်ခွေကြောညာပိုစတာများကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်ဖြင့်အနေရခက်သလို့ စပွဲကုံကိုလက်ချောင်းကလေးဖြင့်အတန်မညီမညာခောက်နေ၏။ကျောင်းပြန်ဖွင့်လို့ပြန်တွေ့ရင်ရောရှက်နေအောင်ပါပဲလား။မောင်က အနှင်းငယ်ပြုံး၍မေးပြန်၏။ကျမခေါင်းငိမ်ပြလိုက်သောအခါမောင်က ကျမကိုမျက်မှောင်ချုပ်ပြသည်။အေးအေးခေါင်းမေးညိတ်နေသိလား။မောင်အနှင်းငယ်ရဲတင်းလာဟန်တူ၏။ကျမဘက်သို့ကိုကိုကိုင်း၍မျက်နာကိုအတိအချာငုံကြည့်ကား တကယ်ဆိုတရက်နှစ်ရက်များနေပါအောင်လားဘာဖြစ်လို့ဒီလောက်အစောကြီးပြင်ချင်းရတာလဲလွှမ်းရမယ့်သူရှိနေလို့လားအိုးကျမမောင်ကို အလန့်တကြားမောကြည့်မိ၏ဟင့်အင်းဘာဟင့်အင်းလဲမရှိဘူးလို့ဘာမရှိရလဲလွှမ်းရမယ့်သူဆိုတာမယုံရပါဘူးလေအဲ့လိုမပြောပါနဲ့မောင်ကတပြင်းတစ်ချက်ရှိုက်ပြီးကျမလက်မနိုင်ကိုလှမ်းကြည့်သည် ထိုနေ့ကဘာရင်မှန်းမသိပဲကျမကားပေါ်တက်ပြီးတော့ကားဘေးမှာမတက်ရက်နေသောမောင်ကိုကြည့်ရင် အလွန်အမင်းငိုချင်လာသည် စိတ်လွတ်လပ်လွတ်ပျော်တင်သောအချိန်၌မောင်မျက်နှာညှိုးနေရသည်မှာ အချိန်အခါမရွေးတတ်သော ကျမကြောင့်ဟုမိမိကိုမိမိအပြစ်တင်မိသည်ညကြရင်ချမ်းမာနော်အနှွေးတွေထုတ်ပြီးပြီလားမောင်ကစိုးရိမ်တကြီးမေးလေသည်လမ်းမှာစားဖို့ဟုမောင်ဝေပေးလိုက်သော 3-5တစ်စိတ် Golden Buff မုတ်ထုပ်ကိုပေါင်ပေါ်မှာစော်ကစားရင်းမောင်ကိုကောင်းငိမ့်ပြလိုက်၏တချိန်တည်းမှာပင် မောင်နှင့်မခွဲပေမောင်ပြီးမှရှက်နေခဲ့ခြင်းစိတ်ကကျမတကူလုံးကိုနွမ်းဖြော်လာစေသည်ပဒင်းပေါက်ဖွင့်ပြီးအိပ်ပျော်မနေစေနဲ့တိလာဟိုမရောက်ခင်ဖြားနေုံပဲပြောတာကြားလားကြားပါရဲ့ဖြည့်ရင်ဘလူကဘလူမျက်ရည်ကြမိမှန်းမသိတော့တတိယတိအခါ မျက်ရည်စမ်းများမုန်းထုတ်ပေါ်လွင့်စင်ကြလာပြီ။ဟောပြားမောင်းပြရခတ်သွား၏။ကျမဤပရင်းပေါင်ပေါ်လက်တင်လျက်ဘာဖြစ်လို့ငိုရတာလဲ။သူများ၏မြင်ကုန်ပြီ။မရှက်ဘူးလား။ကျမမျက်ရည်ကို မောင်းလက်ဖြင့်တုပ်ပေးဖို့မောင်းမမိနိုင်ပါ။မောင်းလက်ကင်ဘဝဖြင့်တုပ်စီရအောင်လေ။အဲ့ဒီအချိန်တုန်းကမောင်းရောကျမရောလက်ကင်ဘဝကင်တတ်သူများမဟုတ်ကြ။မငိုနဲ့နော်။ တလဆိုတာဘာမှမကြပါဘူးခဏလေးရေပရင်ပောင်ပေါ်မှကျမလက်များကိုခပ်ဖွားဖွားဆုပ်၍ကျင်နာစွာနှစ်သိမ့်ကလေးသည်မောင်မစင်းစားမိဘူးလားကွယ်မောင်နှင့်တလလောက်ခွဲရမှာကိုပင်မျက်ရည်ကျအောင်ဝမ်းနည်းထိခိုက်လွယ်သောကျမသည် မောင်နှင့်တသက်လုံးခွဲရလျင်ဘလူများหนีရစ်ခဲ့ပါမလဲဟုမောင်နည်းနည်းမျှပြန်ငဲ့မကြည့်မိဘူးလား